โอเคဒီနေ့ကျွန်တော်ခင်ဗျားတို့ကို showcase လုပ်ပေးစီရာဖုန်းတစ်လုံးရှိတယ်အတခြားဖုန်းတော့မဟုတ်ဘူးခင်ဗျားတို့လည်းဒီဖုန်းကိုဟဲ့ငါနဲ့ရင်းနှီးသလိုပဲလို့တော့ထင်ကောင်းထင်ရင်ထင်နိုင်မယ်ပေါ့เนาะဟောဒီမှာကြည့်ကြည့်လိုက်ဖုန်းရဲ့ကြိုးပဒဇန်းကိုကြည့်လိုက်တာနဲ့ကျွန်တော်မပြောလေ owner ဆိုတာခင်ဗျားတို့တန်းသိပြီးနေတော့ပြီဒီ camera housing ကိုမြင်ကြရတာ owner ပဲလို့သိသွားပြီပေါ့เนาะဒီ design ကို X series တွေမှာသုံးပြီးလာတာတော်တော်ကြာပြီအခုဒီကောင်ကကြတော့ X9C Smart 5G လို့ခေါ်တဲ့ model အ X9 series ကဟိုတလောပဲလုတ်ထားတယ်လीဆိုတော့မဟုတ်ဘူးဒီကောင်အသစ်ဒီကောင်က X9 series ထဲမှာမှာနည်းနည်းပိုဈေးသက်သာတဲ့ version budget version ပါနော်အကျွန်တော်စမ်းသုံးကြည့်ရသလားတိတ်မကြခင်ငါထွက်ထားတဲ့ Honor X9C လောက်တော့အရန်တော့အားရဖို့မကောင်းဘူးဈေးကလည်းအရန်အများကြီးတော့ပိုသက်သာတာတော့မဟုတ်ဘူးပိုသက်သာရင် X9C မဟုတ်ဘဲနဲ့ X7C တို့ကတော့ဖြစ်သွားမှာပေါ့ဆိုတော့ဘာတွေကွာတာလဲဘာအားသာချက်တွေဘာအားနည်းချက်တွေရှိမလဲအဲ့ဒါကိုသိရအောင်ဒီဗီဒီယိုလေးမှာပြောပြမယ် โอเคทีวีရှင်းစနေကြိုးစိုးပါတယ်အဒီကောင်းရဲ့ဒီဇိုင်းကသူများတွေနေတော့တိတ်မတူဘူးရဲ့အခုခေတ်ဖုန်းတွေမှာမြင်နေကြ flat frame မျိုးသုံးထားတာမဟုတ်ဘူးသူများ ਨੇ ကွဲထွက်တယ်ဘေးပုံတွေကလုံးပြီးတော့အပြင်ကိုဖောင်းထွက်နေတဲ့ပုံစံမျိုးလေးလုပ်ထားတယ်အဒီတိုင်းလေးကိုပဲ cuff လုပ်ပြီးထားတာမျိုးတော့ grip မကောင်းဘူးပေါ့နော်အဲ့နည်းနည်းချောပြီးတော့လွတ်ကျနိုင်နေဆိုတော့ခန်းစားချက်မျိုးတော့ခန်းစားရတယ်။ဒါပေမဲ့ဒီဇိုင်းမိုင်းနဲ့ look မှာတော့အာပြောမလို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တသက်ရည်ရလေးရတော့ရှိတယ်ဗျာ လုံးလုံးလေးနဲ့အီအီလေးနဲ့အဲကျူဖြစ်တဲ့ဘက်ကိုပိုရောက်တယ်ပါဝါဘတ်တန်နေ volume ဘတ်တန်နေထားတဲ့ position တွေကအဆင်ပြေတယ်ဒါပေမဲ့အဲနှိပ်ရတာမှာတော့ consistency အရတော့နည်းနည်းလေးမာတယ်နည်းနည်းလေးအားထည့်ပြီးတော့ဖိရလိုက်မယ်ကျွန်တော်အခုရထားတဲ့အယောင်က ocean science ဆိုတဲ့အယောင်ရောင်လေးကအပြာနုရောင်ကိုမှနည်းနည်းအစိမ်းအောင်နည်းနည်းဖောက်တဲ့အယောင်မျိုးလေးပေါ့နော်အဲ့ဒါကိုမှရေလိုင်းပုံစံပြေးနေတဲ့ပုံစံလေးနဲ့ပုံဖော်ထားတယ် ကင်မရာဘက်ကို steel လိုမျိုး ring ပတ်ပေးထားတာတွေကင်မရာဘက်မြေအလေက matrix ဆိုတဲ့စာသားကိုဒီခြိုင်းဝင်နေတဲ့ glass cover နဲ့ကာပေးထားတာတွေအဲ့ဒါတွေကကြည့်ရတာမှာ unique ဖြစ်တယ်။လှတယ်ဒါပေမဲ့အဲ့စာမပါလို့ရှိရင်ပိုတော့လှလိမ့်ဦးမယ်။မြင်းဒီကောင်က 193gram ဆိုတော့မလေးလုံးမပေါ့လုံးအနေထားပဲ။အထူကလည်း 7.9mm ရှိတယ်။အယောင်ကတော့အာဒီကိုနှစ်အောင်ဝင်မှာပေါ့နော် midnight black ဆိုတဲ့အယောင်လည်းရှိသေးတယ်။ဒါကျွန်တော်ကတော့အမဲ crazy မှမဟုတ်ဘူးဆိုရင်တော့ ocean cyan ကိုဝယ်ဖို့ recommend ပေးတယ်။ ရိုးရိုးမဲထက်အများကြီးပို့ပြီးတော့လာတယ်ပို့ပြီး unique ဖြစ်တယ်ပေါ့နော်ပြီးတော့ Honor X9 series ရဲ့အကျန်းခံတာတွေမာတာကြောတာတွေအဲ့ဒါတွေအကုန်လုံးကိုဒီမှာဆက်ပြီးတော့တည်လာတယ် Ultra Bounce Anti Drop Technology 2.0လို့ခေါ်တဲ့ Honor ရဲ့အကျန်းခံတဲ့ standard တစ်ခုရှိနေတော့မယ်ပြီးတော့သူ့မှာတောင်တန်းရေဆိုတာလောက်ကိုခံနိုင်တဲ့ IP64 လိုမျိုး feature မျိုးပါတယ်ပြီးတော့ overall design မှန်းကတော့ပြောရရင်တော့ဗျာရှေ့တုန်းကပြောခဲ့သလိုပဲဖုန်းက cube ဖြစ်တယ် တက်တက်ရရရှိတယ်အာနေဂျာအနေနဲ့ grip တိတ်မကောင်းဘူးဘတ်တန်အနေနဲ့မာတယ် okay အရှိဘက်ကိုကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ screen buzzer တွေကဘေးဘက်တွေအပေါ်ဘက်တွေအဲ့တွေမှာတော့ပါတယ်အောက်ဘက်မှာကျတော့သူကချင်းနေနေထူတယ်ပြီးတော့သူက AMOLED လည်းမဟုတ်ဘူးအဲဒါက TFT LCD ပဲဒါပေမဲ့ AMOLED မဟုတ်တာကလွှဲရင်တော့သူ့ display ကအရန်စုတ်ချနေတာမျိုးတော့မဟုတ်ဘူးချီတင်ချိတိုက်တဲ့အနေထားမှာတော့ရှိတယ် AMOLED မဟုတ်တဲ့အခါကျတော့ fingerprint ကလည်း in display fingerprint မဟုတ်တော့ဘူးဒါကောင် power button နဲ့မှတခါတည်းတွဲထားတဲ့ဟာဖြစ်သွားတယ် ဆိုင်မောင်ဒက်ဖင်ဂါပရင့်ပေါ့ဗျာ Honor X9C Smart က lower mid range ဈေးရန်တွေကဖုန်းလို့ပြောလို့ရပါပြီပေါ့နော်ဆိုတော့ Honor X9C တုန်းကလိုမျိုး display quality မျိုးပဲထည့်ပြီးရင်တော့ဒီထက်အများကြီးပိုပြီး recommend ပေးလို့ကောင်းသွားမှာပေါ့ screen size ကကြတော့6.8 inches resolution က full hd plus အဲကောင်းတာတစ်ခုက 120hz တော့ရမယ်အဲကျွန်တော် YouTube ဗီဒီယိုလေးတွေစမ်းပြီးကြည့်ရသလောက်မှာတော့ color တွေကဒီ vivid ဖြစ်တဲ့ဘက်ကိုသွားတယ် YouTube မှာ 2K အမြင့်ဆုံးထိကြည့်လို့ရတယ် 4K တော့ကြည့်လို့မရဘူး brightness က850 nits အထိ um high brightness mode မှာရတယ်ဗောနော်ဆိုတော့အရင်ကြီးပြူပြဲနေအောင်လင်းနေတာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့လက်ခံလို့တော့ရတယ် TFT ဖြစ်နေတဲ့အတွက် viewing angle ဘာညာကတော့တက်ရင်ကြီးကောင်းမှာမဟုတ် multimedia consumption အတွက်ကိုကျွန်တော် speaker ကိုဘယ်လိုနေမလဲတစ်ချက်အဆန်းနောက်ထောင်ကြီးတဲ့အချိန်မှာတော့ speaker ကတော့ဒီကောက်မှာတစ်လုံးပဲပါတယ် stereo speaker မရဘူးအတန်းတော့ကျယ်တယ်ဒါပေမဲ့တိတဲ့အတိုင်းပဲ stereo speaker ပါတဲ့ H9C လောက်ကတော့ immersive မဖြစ်တော့ဘူးပေါ့ ်ခုခေတ်မှာတော့ဘလူဖုန်းမျိုးပဲဖြစ်ဖြစ်စတီရီယိုစပီကာတော့ဖြစ်သင့်ပြီလို့တော့ကျွန်တော်တော့မြင်တယ်โอเคဆိုတော့ performance ကိုပြောမယ်ဆိုရင်ဒီကောင်က chipset အနေနဲ့ MediaTek ရဲ့ Dimensity 7025 Ultra ဆိုတဲ့ကောင်ကိုသုံးထားတာဒီ chipset က6 nanometer chip 5G support လည်းရတယ်အဲကျွန်တော်အလုံးကဟို user တွေကိုရောင်းမဲ့ retail unit မဟုတ်တဲ့အခါကျတော့ benchmark တွေကတော့တိုင်းလို့မရဘူး ပြောမယ်ဆိုတော့ဗျာ G99 တို့ G100 တို့နဲ့မတိမ်မငိမ့်မဲအဲ့ထက်နည်းနည်းပိုကောင်းတယ် H9C ရိုးရိုးရဲ့အာ Snapdragon 6 Gen 1နဲ့လည်းအများကြီးမကွာဘူးဆိုတော့10%လောက်ပဲကွာမယ်ပေါ့ performance ပိုင်းမှာဒါကျွန်တော်တို့ performance ကိုဘယ်လိုနေလဲသိရအောင်လို့ကျွန်တော်တို့ game တွေတော့စမ်းပြီးတော့ဆော့ပြပေးမယ် game တွေတိုင်းမှာရှားနိုင်တဲ့မြအမြင့်ဆုံး setting နဲ့ပဲထားပြီးတော့ဆော့ပြထားတယ် Mobile Legends ကို graphics ultra နဲ့ frame rate ကို super ထိရတယ်ဒီ setting အတိုင်းကို brightness အမြင့်ဆုံးထားပြီးတော့ဆော့တာမှာ တပွဲကိုဘက်ထရီ6%ကုန်တယ် FPS ကတော့70 FPS နဲ့80 FPS ကြားရလောက်ရတယ်အာ FPS အရင်ကြီး drop ဖြစ်တာမျိုးမရှိဘူး Mobile Legends ကတော့ဒီကောင်းကောင်းဆော့လို့ရတယ်ဗျာ PUBG Mobile ကို graphics HD frame rate high နဲ့ထားဆော့လို့ရတယ်အဲ့ဒီ setting အတိုင်း brightness အမြင့်ဆုံးထားဆော့ရမှာဘက်ထရီက7%ကုန်တယ် FPS က25 to 30 FPS ကြားရလောက်ပြေးတယ် Genshin Impact ကို highest graphics setting မှာထားပြီးဆော့မယ်ဆိုရင် FPS က25နဲ့30ကြားရလောက်ရတယ် ်ဘက်ထရီကတော့10မိနစ်ဆော့တာကို4%လောက်ကုန်တယ်ပေါ့နော် Delta Force ကို Graphics Setting Standard နဲ့ Frame Rate Medium ပဲထားဆော့လို့ရတယ်အဲ့ setting အတိုင်းကို23မိနစ်စမ်းဆော့တာမှာဘက်ထရီက7%ကုန်တယ် FPS ကတော့25 to 30ဝန်းကျင်လောက်ရှိတယ်ဘက်ထရီကတော့ပြောရမယ်ဆိုအသုံးခံတဲ့အထက်မှာပါတာပေါ့အသုံးခံဆိုဒီကောင်က9800 mAh ဘက်ထရီသုံးထားတာဘက်ထရီကို0 to 100ကိုအကျဉ်1000အသွင်းပြီးရင်တော့မှ battery capacity က80%အထိကျန်အောင်မယ်လို့သူတို့ကအာမခံထားတယ်ပေါ့နော်ဒါပေမဲ့ဒီကောက်မှာတော့ဟို ဈေးပိုကြီးတဲ့ X9C ရိုးရိုးမှလိုမျိုး silicon carbon battery မဟုတ်ဘူး capacity ကလည်း 6600mAh ကနေပြီးတော့ 9800mAh ဆိုတော့တော်တော်လေးတော့အာ capacity กว่าတယ်ပေါ့နော် 800mAh လောက်กว่าတော့ပေါ့အားသွင်းရင်ကြတော့ဒီကောင်က35ဖွင့်နဲ့အပြန်သွင်းလို့ရတယ်ကင်မရာနေနဲ့မှာကျွန်တော်တို့ dual camera ကိုသုံးပေးထားတယ် main camera 108 megapixel နောက်တစ်လုံးက ultra wide 5 megapixel X9C ရိုးရိုးနဲ့သုံးထားတဲ့ sensor တူတယ်လို့ယူဆရတယ်အဲဒါပေမဲ့ဒီကောင်မှာ OIS တော့မပါဘူး ျွန်တော်ကင်မရာရဲ့ကြီးတလောက်မှာတော့ view finder မှာပေါ်လာတဲ့ပုံနဲ့ရိုက်ပြီးလို့ processing လုပ်ပြီးရလာတဲ့ပုံတွေနဲ့ကမတူ process လုပ်ထားတဲ့ပုံတွေကပို့ပြီးတော့ vivid ဖြစ်တယ်ပို့ပြီးတော့ contrasty ဖြစ်တယ်အပကြည့်လို့ကတော့လှတယ်ပေါ့နော် social media ready ဖြစ်တယ်ဘာမှ filter တွေထပ်မအုပ်ဖ ೇನೆ တန်းတင်လို့ရတဲ့အနေအထားမျိုးပေါ့ထုံးစံတိုင်းမှာ AI erase tool လိုမျိုး feature မျိုးတွေလည်းသုံးလို့ရတယ် selfie camera ကျတော့ဒီကောင်16 megapixel camera selfie camera ကိုဆက်ရိုက်ကြည့်တဲ့လောက်ကတော့သူ့စီမှာ quality မဆိုးဘူး software အနေနဲ့မှာတော့ထုံးစံတိုင်းပဲ Android 15ပေါ်မှာခြေခံထားတဲ့ Magic OS 9နဲ့လာတယ်။ Magic OS ရဲ့ထုံးစံတိုင်းပဲတသက်ရက်ရှိတယ်။ကြီးကြီးမားမား bug တွေ error တွေမရှိဘူး။အာ Google app အလုံးမလုပ်တာပါညမရှိဘူး။ Global ROM official အလုံးဖြစ်တဲ့အခါကျတော့ Google app တွေဘာတွေအဆင်မပြေတာလို့ဘာလို့အဲ့ပြဿနာတွေမရှိဘူး။ပြီး display ကို grayscale mode ပြောင်းပေးတဲ့ဒီ ebook mode လိုမျိုး feature မျိုးလေးတွေကတော့သဘောကျတယ်။ notification တွေဘာညနောက်ကျတာမျိုးလည်းမရှိဘူး။ ်လော့စကရင်မှာဆိုရင် notification တွေကိုအောက်မှာပြပေးတာလေးရလဲမိုက်တယ်။တခုပဲ software update ကိုဘယ်နှစ်တော့အာမခံပါတယ်ဆိုရဲအာမခံချက်တော့မပေါ့။ဆိုတော့ဒီကောင်က RAM 12GB storage 256GB version နဲ့လာတယ်။ဈေးကတော့7,900နဲ့9000ပြီးတော့ Honor X9C Smart 5G ကမေလ30ရက်နေ့တည်းကနေစပြီးတော့ဇွန်လ8ရက်နေ့အတွင်း pre-order မှားလိုက်တာနဲ့ pre-order gift အနေနဲ့2,900တန်း Honor Choice Watch 2i ဆိုတဲ့ကောင်လက်ဆောင်ရတယ်။ ဆိုတော့အာပရီအိုဒါမှာမယ်ဆိုလို့ရှိရင်ကြတော့အဲ့ဒီကောင်နဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဈေးက၈သိန်းကျော်ကျော်လောက်ကျတဲ့သဘောဖြစ်သွားမှာပေါ့ဒါဆိုလို့ရှိရင်ကတော့ recommend ပေးလို့ရတဲ့အနေအထားဖြစ်သွားတယ်ပေါ့နော်တကယ်လို့ wash ကိုမသုံးပြလို့ wash ကိုပြန်ရောင်းမယ်ဆိုလို့ရှိရင်တသိန်းခွဲလောက်ပြန်ရမယ်ဆိုတော့ဝယ်ဖို့စိတ်ကူးထားတယ်ဆိုလို့ရှိရင်တော့ pre-order နဲ့ဝယ်တာတော့အများကြီးပိုတန်တယ်ဒါပေမဲ့ကျွန်တော်သာဆိုလို့ရှိရင်ကတော့ဒီတဲ့နည်းထက်ဆိုင်ပြီးတော့ဒီတဲ့ပိုကောင်းတဲ့ h9c ကိုဝယ်ပြလိမ့်မယ် h9c က build quality ပိုကောင်းတဲ့ premium ပုံစံနဲ့ display အများကြီးပိုကောင်းတယ် stereo speaker ရမယ် camera လည်းအများကြီးမဟုတ်ပေမဲ့ A9C ကနည်းနည်းရတော့ပိုကောင်းတယ်ပြီးတော့ battery နဲ့ fast charging တွေကလည်းကွာတယ်ဆိုတော့ priora gift ပညာမမတ်ဘူးပတ်စံကလည်းလိုင်းနိုင်တယ်ဆိုလို့ရှိရင်တော့ A9C ကိုတက်ဝယ်လိုက်တာကိုတော့ကျွန်တော်ပို့ပြီးတော့ recommend ပေးခြင်းတယ်အဲ့ဒါပို့ပြီးတော့တင့်တော်တဲ့ choice ဖြစ်လိမ့်မယ်လို့ထင်တယ်ဆိုခင်ဗျားတို့ရောဒီဖုန်းကိုရွေးချယ်ပေးလိမ့်မယ်လို့ထင်လားဘလို့မြင်လဲအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှင်းခုံမြင်မြင်သားလို့ရပါတယ် Okay நன்றி மாறிடாவும்